နောက်ပိုင်းခက်စားနေတယ်ဒီလိုပုံနေဘယ်လိုလုပ်လဲဆိုတာစိတ်ဝင်စားရင်တော့တစ်ချက်လုံးလိုက်ကြည့်ပေးပေါ့အလုံးနည်းနဲ့သူကျွန်တော်ပြောပြပေးမှဖြစ်ပါတယ်ဒါတော့ကျွန်တော်တငယ်ရှင်နဲ့ကိုကြီးတောင်းလို့လုပ်ပေးထားတာတွေပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျာအရင်ဦးဆုံးကျွန်တော်တို့ဒီ Gemini ဆိုတဲ့ software ကို Play Store နဲ့ download မှာပေါ့ပြီးတော့ Gemini နဲ့ဝင်လိုက်မယ်ပြီးရင်အပောင်းခလုတ်နှိပ်လိုက်မယ်ပြီးရင်ဒီ gallery ဆိုတဲ့နေရာမှာတပုံရွေးပြလိုက်မယ် ကျွန်တော်တို့ကြိုက်တဲ့ပုံပေါ့နော်ကိုလုံးမဲ့ပုံချင်းချင်းလေးပေါ့ကိုမျက်နှာချင်းချင်းလေးမြင်ရတဲ့ပုံပေါ့နော်အဲ့ဒီပုံရွေးလိုက်မယ်ဘာလို့ဆိုကိုမျက်နှာမရှင်းထွက်လာတဲ့ပုံကကိုပုံနဲ့ဟိုတိတ်မစင်ဘူးပေါ့နော်အဲ့လိုကျွားစင်မပြေဘူးဗျအမှကိုကြိုက်တဲ့နာမည်ကိုကြိုက်တဲ့အသင်းကိုကြိုက်တဲ့နံပါတ်ထည့်ချင်နေဆိုရင်တော့အမှတို့ပြထားတဲ့ဒီလီဗာပူးနေရာမှာပေါ့နော်အဲ့နေရာမှာကိုကြိုက်တဲ့တဲမန်ယူဆိုမန်ယူချက်စီချက်စီပေါ့ကျွန်တော်ပါစီဆိုတော့ ကျွန်တော်ဘာစီလိုနာ fan မက်ဆီ fan ဆိုတော့ဘာစီလိုနာယူလိုက်တာပေါ့ပြီးတော့အမှပေါ့ဒီပေါ်လာတဲ့ဒီဘောလုံးအတင်းနဲ့မယ်ပေါ့ကိုထဲမဲ့အတင်းတော့အကုန်လုံးပြောင်းပစ်လိုက်ပေါ့နော်အဲ့ဒါမှသူထွက်လာတဲ့ကိုအတင်းနဲ့မယ်နဲ့ဖြစ်မှာပေါ့ပြီးရင်ဒီ name နေရာမှာကိုထဲချင်တဲ့နာမည်ကိုရဲ့နာမည်ပေါ့ဒီအရှိအနောက်ပေါ့နော်အမှကိုထဲထဲမဲ့နာမည်ကိုရိုက်ထည့်ပစ်လိုက်ပြန် ဒီပါဘူပြန်ဒီညအောင်ပေါ့နော်ဘာစီလိုနာပြောင်းလိုက်မယ်မန်ယူစနော်မန်ယူပေါ့ဗျာပြန်ရင်ဒီမှာကိုချိုင်မဲ့နံပါတ်ပေါ့နော်ကိုလိုရှင်ရဲ့နံပါတ်ရိုက်ထည့်ပြလိုက်ပေါ့သူကနံပါတ်အရှင်းနဲ့အနောက်နဲ့ရှိရဲဆိုတော့နှစ်ခုလုံးပြောင်းပေးရမှာပေါ့နော်ကိုချိုင်တဲ့နံပါတ်ထည့်ပြလိုက်မယ် ပြင်းဒီမှာလီပါပူဆဲနေရာမှာကိုကြိုက်တဲ့အတင်ပေါ့ကိုထဲမဲ့တင်အောင်ထဲလိုက်ပြအကောင်လုံးပြီးပြီစင်တော့ဒီခလုတ်လေးကိုနှိပ်လိုက်ပါနော်အစွန်းတော့ခဏလေးစောက်ခိုင်းလိမ့်မယ်ဗျ စောက်ပြင်းတော့ကိုလိုရှင်နဲ့ပုံရလာပြီပေါ့နော်အဲ့လိုပေါ်လာပြီစင်တော့ save cloud နှိပ်လိုက်ပေါ့နော်အဲ့စင်ရပါပြီဗျကြီးစုပြည့်တဲ့အတွက်လည်းကြီးစုတင်ပါတယ်အားလုံးပဲစင်ကြပါစေ